နေ့ကြိုဆိုပါရယ် fake master class number 5ကနေ့ကြိုဆိုပါရယ်เนาะကျွန်တော်လည်းတို့ချင်ယူပေးတဲ့အတွက်ကျေးဇူးတင်တယ်ဒီကနေ့ယုံကြည်ခြင်း master class number 5မှာဘာအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြသွားမလဲဆိုတော့ဆုညိုဘာလဲ how to believe to receive เนาะဆုတောင်းတဲ့ခါကျဘယ်လိုယုံကြည်ရမလဲเนาะဆိုတော့အထူးသဖြင့်ဒီနေရာမှာတော့เนาะကျွန်တော်တို့အဓိကအများစုလူတိုင်းလူလူလူတာကကျမ်းမာခြင်းဆိုတော့ကျွန်တော်ကျမ်းမာခြင်းလို့ခေါင်းစဉ်တတ်ထားတယ်ဒါပေမဲ့ အဲ့ဒီဂျမ်းမာချင်းနေရာမှာကျွန်တော်တို့အတ္တတာထဲမှာတခြားကန္တာတွေအကုန်လုံးเนาะကိုယ့်ရဲ့တ္တတာထဲမှာရှိတဲ့ကန္တာအကုန်လုံးကိုเนาะဘယ်လိုယုံကြည်ရမလဲเนาะဘုရားသခင်ကိုဘယ်လိုယုံကြည်ရမလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောပြသွားမှာဖြစ်တယ်เนาะဆိုတော့အာဒီအရာတွေကကျွန်တော်အာ ာဒါကနံပါတ်5ဖြစ်တယ်เนาะဆိုတော့1ကကျွန်တော်တဖြည်းဖြည်းနဲ့ build up လုပ်သွားတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်ယုံကြည်တဲ့ခါကျဒါတွေကအာတိထားတဲ့နဲ့တိထားရမယ့်အကြောင်းအရာလေးတွေဖြစ်နေเนาะဆိုတော့အာကောင်းကြီးခံစားရမယ်လို့ကျွန်တော်လုံးဝယုံကြည်တယ်ဆိုတော့ကျွန်တော်နဲ့တူအချိန်ယူပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်เนาะကျွန်တော်ကိုအားပေးတဲ့အတွက်လည်းကျေးဇူးတင်တယ် support လုပ်ပေးတဲ့အရာတွေလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အယောင်ဝမ်းတာပါတယ်လို့เนาะဖျားတခင်ကောင်းကြီးပေးပါစေဆိုတော့နံပါတ်1စမ်းစာပထမတစ်ပိုက်ကပါလဲဆိုတော့ ယုံကြည်ခြင်းသည်မျှော်လင့်တော်ရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးတော်ရာတို့ကိုတိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်သည်ဆိုတော့ faith master class ယုံကြည်ခြင်း master class ဆိုတော့ယုံကြည်ခြင်းအကြောင်းကိုကျွန်တော်တို့ကလေ့လာနေတာဖြစ်တယ်ဆိုတော့ယုံကြည်ခြင်းဆိုတာက မမျှော်လင့်တဲ့အရာကိုမျှော်လင့်တဲ့အရာကိုတသက်တာမှာဘာတွေမျှော်လင့်နေလဲအဲ့ဒီမျှော်လင့်တဲ့အရာတို့ကိုဘာလဲမျက်မှောက်မျက်မှောက်ပြုခြင်းဖြစ်တယ်မျက်မှောက်ပြုခြင်းဖြစ်တယ်ဆိုတော့လက် yes မျက်မှောက်အရှိအရှိပြီဆိုတော့ကိုယုံကြည်တာဖြစ်တယ်ပြီးတော့ဗာလဲမဖြစ်သေးတော့အရာတို့ကို အတိမှဆွဲလိုက်ခြင်းကြောင့်ဖြစ်တယ်မဖြစ်သေးတဲ့ရာကိုတိနေ့တိုင်းကျွန်တော်တို့က meditate လုပ်တာနော် meditate လုပ်တာနော်နေ့တိုင်း expectation နေ့တိုင်းမျှော်လင့်နေတဲ့အရာတွေဖြစ်တယ်ဆိုတော့အာကျွန်တော်တက်တာထဲမှာယုံကြည်တဲ့ခါကျဘုရားသခင်စီမှာ suit down တဲ့ခါကျကိုမျှော်လင့်ထားတဲ့အရာတွေကိုနော်ယုံကြည်တဲ့ယုံကြည်လို့ယုံကြည်လို့ရှိရင်အဲ့ဒီအရာတွေကိုကိုကနေ့တိုင်းဘုရားသခင်ကကိုဒီကနေ့ပေးတော့မယ်ဘုရားသခင်ကကိုဒီနေ့ပေးတော့မယ်နေ့တိုင်းเนาะ expectation နေ့တိုင်းเนาะမျှော်လင့်ဖို့အတွက်ဖြစ်တယ် နော်မဖြစ်သေးတော့ရာတို့ကိုမျောမျောလင့်ဖို့ဖြစ်တယ်နော်တိမဆွဲလိုက်ခြင်းအကြောင်းဖြစ်တယ်လို့ပြောထားတာဖြစ်တယ်ဂျရမိုင်းယာဆက်ခွန်မှာပါပြောထားဆိုဖျားသခင်ကိုကိုးစားတော့သူဖျားသခင်ကိုမိမိကိုးစားရအကြောင်းဖြစ်ဒီဟုတ်ထင်မှတ်တော့သူတော့သူတို့ဒီမင်္ဂလာရှိတယ်ထို့သူဒီတဲ့မျက်နှာမှာဆိုက်၍နော်အမျက်မျက်နှာမှာအမျက်ကိုဖြာပြီးတော့နော်အပူချိန်ရောက်ကြောက်ကိုမတိနော်အချိန်တန်အတိမြတ်စွာတီးတဲ့သူနဲ့တူတယ်ဆိုတော့နေ့အတိုင်းဖျားသခင်ကိုအားကိုးတယ်ဖျားသခင်ကကိုလှုပ်ပေးမယ်ဖျားသခင်ကကိုကူမယ်အာမင် ယုံကြည်ခြင်းဆိုတာအဲ့ဒါဖြစ်တယ်နောက်ထပ်ကျမ်းပိုက်တစ်ခုဖတ်ရအောင်ဆိုတော့ဒါကတော့ကျွန်တော်အပတ်တိုင်းအာပြောဖတ်ပြောနေတဲ့အကြောင်းအရာဖြစ်တယ်နော်ယေရှုကလည်းသင်တို့ဒီဖျားသခင်ကိုယုံကြည်ခြင်းရှိကြလော့ငါအမှန်ကန်ဆိုဒီကအကျဉ်သူဒီယုံမသောစိတ်နဲ့ကင်း၍မိမိဆိုဒီအတိုင်းဖြစ်မည်ဟုယုံကြည်လက်ထိုတောင်ကိုနေရာမှရွှေ့လော့ပေလယ်၌ကြလော့ဟုဆိုရင်ထိုသူဆိုဒီအတိုင်းဖြစ်လိမ့်မည်ဆိုတော့ဒီကနေ့အတွက်အဓိကအကြောင်းအရာလေးက24မှာထို့ကြောင့်ငါဆိုဒီက တင်တို့သည်ဆိုတော့ကျွန်တော်တို့တွေစုဂျေဇူးကိုယမိဟုဆိုတော့စုဂျေဇူးကိုယမိဟုယုံကြည်သောစိတ်နဲ့စုတောင်းတမျှကိုကိုယကြလိမ့်မယ်စုဂျေဇူးကိုယမိဟုယုံကြည်သောစိတ်စုဂျေဇူးစုတောင်းတဲ့ခါကြရင်เนาะစုတောင်းတဲ့ခါကြရင်เนาะစုဂျေဇူးကိုယမိယမိဆိုတာကိုယုံကြည်ရမယ်တဲ့နံပါတ်1ပြီးရင် ဲ့လိုတောင်းလို့ရှိပါလေဆူတောင်းတဲ့မြတ်တို့ကိုရကြလိုက်ပြီဆိုတော့မြန်မာစကားမှာတော့နည်းနည်းရှုပ်တလို့လို့ရှိရဆိုအင်္ဂလိပ်ကျမ်းစာမှာ verse 34 therefore i say unto you နော် what things soever you desire when you pray နော် when you pray believe that you receive them when you pray နော်ဆူတောင်းတဲ့အခါကျရင် believe that you receive that ရပြီဆိုတာကိုယုံကြည်ပါတဲ့ and you shall have them ပြီးမှ ရမယ်ဆိုတော့ဆူတောင်းတဲ့ခါကျရင်ရပြီဆိုတာကိုယုံကြည်ပါပြီးရင်ရကြလိမ့်မယ်ခုနကျွန်တော်ဖတ်တဲ့ဂျမ်ပိုက်ပထမဂျမ်ပိုက်ကဘာလဲယုံကြည်ခြင်းဒီမျောလင်းတော့ရာတို့ကိုမျက်မှောက်ပြုခြင်းနဲ့ဆိုဆိုဆူတောင်းတဲ့အရာကိုရပြီဆိုတာကိုယုံကြည်အာမင်အာမင်မဖြစ်သေးတော့ရာတို့ကိုတိမဆွဲလာခြင်းကြောင့်ဆိုတာကနေ့တိုင်းရပြီဆိုတာကိုနေ့တိုင်းစိတ်ထဲမှာယုံကြည်စိတ်ဆွဲလာနော်ဆူတောင်းပြီးတော့ဒီကနေ့ဆူတောင်းပြီးတော့မေ့သွားတာအဲ့လိုမျိုးမဟုတ်ဘူး တောင်းပြီးရင်နေ့တိုင်းဖျားသခင်စီမှာပြန်ပြီးတော့ခြေဆုတော့ချီးမွမ်း။ Oh ဒီကနေ့ဆုတောင်းထားရရ။ Oh ပြန်ပြီးတော့ဗာလဲပြန်ပြီးကိုကိုကိုပြန်သတိပေးပြီးတော့ဖျားသခင်ကိုခြေဆုတော့ချီးမွမ်း။ Amen ။ခဏနေကြကျွန်တော်ဆက်ပြောပြမယ်။နော်။ဆိုတော့အဓိကပွဲကဗာလဲယုံကြည်တဲ့ကယုံကြည်ဆုတောင်းတဲ့ကကြာရပြီဆိုတာကိုယုံကြည်ရမယ်။ Amen ။ဆိုတော့အေယောမဝါစာခန်းကြီးလငယ်၁၇မှာငါဒီတင့်ဤလူမျိုးများ၏အဖအဖြစ်စေဟုကျမ်းစာ excuse me လာဒီနေ့ငီး ထိုအာဗြဟံဒီကတေလွန်တော်သူတို့ကိုရှင်စေတော်မူထတော်မဖြစ်သေးသောအရာတို့ကိုဖြစ်သောအရာကဲ့သို့မှားထားတော်မူသောဖျားသခင်တည်ဟူသောကိုရာယုံကြည်သောသူရှိ၌ခတ်သိမ့်သောငါတို့၏အပဖြစ်သည်တီးရမျိုးနွယ်သည်ထိုသူဖြစ်လိမ့်မည်ဟုဗျာဒိတ်တော်အတိုင်းမိမိသည်လူမျိုးများ၏အပဖြစ်မည်ဟုမျှော်လင့်စရာအကြောင်းမရှိဘဲလျက်ယုံကြည်မျှော်လင့်လေ၏ယုံကြည်အားကြီးသည့်ဖြစ်မိမိအသက်သည်အနှစ်တရာလောက်ရှိသဖြင့်မိမိကိုယ်သည်အသေးကဲ့သို့ရှိကြောင်းကို၎င်း မိမိခင်ပွန်းစာရာ၏ဝန်သည်တေချောင်းကို၎င်းမအောင်မေ့ယုံမသောစိတ်နဲ့ကင်းဖျားသခင်ဂတိတော်ကိုတွေးတောခြင်းမရှိယုံကြည်အားကြီးသဖြင့်ဖျားသခင်ကိုကျေးဇူးချီးမွမ်း၍ဖျားသခင်ကိုချီးမွမ်း၍ဂတိထားတော်မူသောသူသည်ဂတိတော်တိုင်းတတ်နိုင်တော်မူသည်ကိုစိတ်ဆွဲလန်းလေဆိုဒီကနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းကယုံမသောစိတ်နဲ့ကင်းဖျားသခင်ဂတိတော်ကိုတွေးတောခြင်းမရှိဘူးတဲ့ဆိုတော့ဖျားသခင်အာဗြဟံကဖျားသခင်ကသူ့ကိုပြောတယ် နင့်ကိုလူမျိုးကြီးရဲ့အဖအဖြစ်မယ်လို့ပြောတဲ့ခါမှာသူ့ရဲ့အခြေအနေသူ့ရဲ့ပတ်ဝန်းကျင်အခြေအနေသူ့ရဲ့လက်ရှိအခြေအနေရ သူက လူမျိုးကြီးရဲ့အဖအဖြစ်နိုင်ခြေလုံးဝမရှိဘူးဒါမဲ့ဒါမဲ့ဘုရားသခင်ဂတိတော်ဂတိထားတဲ့ဟာကိုဘုရားသခင်ရဲ့ဂတိတော်ကိုပါလေယုံမားသောစိတ်နဲ့ကင်း၍ဂတိတော်ကိုတွေးတောခြင်းမရှိယုံမားသောစိတ်နဲ့ကင်းတဲ့တွေးတောခြင်းမရှိဘူးဆိုတော့ခုနကကျွန်တော်ပထမပြောတဲ့စူတောင်းတဲ့အခါရပြီဆိုတာကိုယုံကြည် ဆိုတော့ကျွန်တော်ဒီယုံကြည်ခြင်း master class ပထမပိုင်းမှာကျွန်တော်ပြောခဲ့တယ်ဖျားသခင်ကိုယုံကြည်ရဆိုကဘာလဲဖျားသခင်ရဲ့စကားကိုယုံကြည်တာနှုတ်ကပတ်တော်စံစာကိုယုံကြည်တာဆိုတော့အာဗြဟံကယုံမှားသောစိတ်နဲ့ကင်း၍ယုံမှားသောစိတ်နဲ့ကင်းတယ် ပြီးတော့တွေးတောချင်းမရှိဘူးဆိုတာကဘာကိုတွေးတောချင်းမရှိဘူးဘာကိုယုံမသောစိတ်နဲ့กินတယ်ဆိုတင့်ကိုလူမျိုးကြီးရဲ့အဖဖြစ်စေမယ်ဆိုတဲ့ဖရားရဲ့စကားဖရားရဲ့စကားကိုယုံမသောစိတ်နဲ့กินတယ်တွေးတောချင်းမရှိဘူးဖရားရဲ့စကားပေါ်မှာယုံမသောစိတ်နဲ့กินတယ်တွေးတောချင်းမရှိဘူးအခြေအနေပေါ်မှာမကြည့်ဘူးအာမင်ပြီးတော့ဗါတယ်ဂျေဇူးတော်ချီးမွမ်းနေတယ်เนาะ ယုံကြည်အားကြီးတဲ့ဖြစ်ဖျားတခင်ကိုကြည်ချီးမွမ်းရင်ဆိုတော့ယုံကြည်အားကြီးတဲ့သူကမြင်ရမှတွေ့ရမှထီရမှခံရမှမဟုတ်ဘူးအာဗြဟံလိုပဲသူ့ရဲ့အခြေအနေက तू ကအသက်တရာလောက်ရှိပြီနော်ကလေးမရနိုင်တော့သူ့မိမလည်းဝမ်းလက်အသေးကဲသူဖြစ်တယ်အခြေအနေကတော့တလွဲစီဖြစ်နေတယ်ဒါပေမဲ့ဖျားတခင်ကတိတော်ကတင့်ကိုလူမျိုးကြီးအဖအဖြစ်စေမယ်ဆိုတော့အဲ့ဒီယုံကြည်တာအားကြီးတဲ့ဖြစ်ပြီးအဲ့ဒီဟာကိုတွေးတောချင်းမရှိဘူးနော် နော်ယုံမတော့စိတ်နဲ့ကင်းတယ်ပြီးတော့ဂျေဇုတော့ချီးမွမ်းတယ်ဆိုတော့အာဗြဟံကဘာလုပ်လဲဖျားတခင်ဂျေဇုတင်နေကျွန်တော်ကိုလူမျိုးကြီးအပါဖြစ်စေပြီးဖြစ်တော့ကြောင့်ဂျေဇုတော့ချီးမွမ်းတယ်ကိုတော်ဖျားဂျေဇုတင်နေကျွန်တော်ကိုလူမျိုးကြီးအပါဖြစ်စေပြီးဖြစ်တော့ကြောင့်ဂျေဇုတင်နေသူ့အသက်အရွယ်သူ့ရဲ့အနေထားကိုမကြည့်ပဲနဲ့တွေးတော့ချင်မရှိဘူးနော်ယုံကြည်အားကြည့်ပြီးတွေးတော့ချင်မရှိဘူးအာမင်ယုံမတော့စိတ်နဲ့ကင်းတယ်အာမင်ဆိုတော့ယုံမတော့စိတ်နဲ့ကင်းတယ်ဆိုတာဘာကိုပြောချင်တာလဲယုံမတော့စိတ်နဲ့ကင်းတယ်ဆိုတာဘာပြောချင်တာအခုဒီမှာကြည့်ကျွန်တော်ကိုကြည့်နေတဲ့မိတ်ဆွေ အခုကျွန်တော်ဝတ်ထားတဲ့အင်ဂျီနော်ဘာအယောင်လဲအနဲ့ယောင်နော်အနဲ့ယောင်ဟုတ်ပြီနော်အနဲ့ယောင်ဆိုတော့ယုံမားသောစိတ်နဲ့ကင်းတယ်ဆိုတာဘာလဲဆိုတော့ဒီဟာကျွန်တော်ဝတ်ထားတာအနဲ့ယောင်ကျွန်တော်ကဒီအနဲ့ယောင်ကိုကျွန်တော်ကဒီမှာနားထောင်နေတဲ့မိတ်ဆွေကိုပဲမယ်အေးညီလေးနော်ညီလေးဆော် sorry ညီလေးညီကိုနော်အာဒီမှာမိတ်ဆွေနော်ဘယ်လိုပြောရမလဲဟုတ်ညီလေးကြည့်ညီလေးပေါ့နော်ညီမဆိုလည်းညီမအကိုဆိုလည်းအကိုပေါ့မိတ်ဆွေကျွန်တော်ဝတ်နေတဲ့အင်ဂျီကနော် ဒါကအမဲရောင်နော်ဒါမဲ့ကျွန်တော်ကပြောမယ်ဒီမှာရှိတဲ့မိတ်ဆွေကိုကျွန်တော်အင်ဂျီဝတ်နေတဲ့အင်ဂျီကဒါကအဖြူရောင် ဖြစ်တယ်နော်အဖြူရောင်အဖြူရောင်ဖြစ်တယ်လို့ကျွန်တော်ကပြောမယ်နင်းဒီနင်းကဒီဟာကိုအနဲ့ရောင်လို့ပြောတာတကယ်တော့မှားနေတာနော်နင်းကိုဒီဒီတငယ်တန်းမှာနင်းကိုတင်ကာလာဒီရောင်ဆုံးတင်ပေးတဲ့ဆရာမတွေကမှားနေတာတကယ်တော့ဒါကနော်အမဲရောင်မဟုတ်ဒါကအဖြူရောင်ပါလို့ကျွန်တော်ကပြောလို့ရှိရင်ဒီမှာရှိနေတဲ့မိတ်ဆွေကကျွန်တော်ဘာပြောမလဲနော်အာကိုတော့ ဆေးတော့တောက်လိုက်အောင်เนาะနေမျက်စိမျက်မှန်လေးပါလေးတတ်လိုက်အောင်เนาะနေယူးနေလားနေကြောင်နေလားကျွန်တော်ကိုအဲ့လိုပြောမှာအဲ့ဒါကပါလေဒီမှာရှိတဲ့မိတ်ဆွေကဒီ color ကအနဲ့ရောက်ပါဆိုတော့ကိုယုံမတော်စိတ်နဲ့กินတာတဘောပေါလာမသိကျွန်တော်ပြောတဲ့ဒီ color ဒီအရာကျွန်တော်ကဖြူရောင်ပါလို့ပြောတယ်ဆိုရင်ဒီမှာရှိတဲ့မိတ်ဆွေကအနဲ့ရောက်ဆိုတာကိုလုံးဝတိတယ်လို့ပဲကျွန်တော်ကအယူလို့ပဲထင်ပါ အဲ့ဒါကယုံမားသောစိတ်နဲ့กินတယ်လို့ခေါ်တယ်ဆိုတော့အာဗြဟံကယုံမားသောစိတ်နဲ့กินတယ်တွေးတောချင်းမရှိဘူးဆိုတာဖျားသခင်ရဲ့စကားကနော်တင့်ကိုလူမျိုးကြီးရဲ့အဖဖြစ်မယ်ဆိုတဲ့စကားကိုသူကယုံမားသောစိတ်နဲ့กินတာဆိုလိုတာကဖျားစကားတိုင်းလုံးဝဖြစ်မယ်တဆက်မတောင်မှနော်ဒါကအမဲရောင်ဆိုတာလုံးဝသေချာသူလိုပဲဖျားရဲ့စကားဖြစ်ကိုဖြစ်မယ်ဆိုတဲ့ယုံကြည်မှုသူ့မှာရှိတယ်သူလက်ခံထားတယ်သူအဲ့လိုယုံကြည်ထားတယ်အာမင်ဆိုတော့ ျွန်တော်တို့အသက်တာထဲမှာဘလို့ apply ဘလို့လုပ်ရမလဲเนาะခုနကျွန်တော်တို့ suit down တဲ့ခါကျရပြီဆိုတော့ကိုယုံကြည်ကျွန်တော်တို့ suit down တဲ့ခါကျရပြီဆိုတာယုံကြည်ဖို့အတွက်ကပါလေကျွန်တော်တို့ down တဲ့ suit ကဖျားသခင်ရဲ့အလိုတော်နဲ့ညီဖို့လိုအပ်တယ်။နော်ယောဟန်ယောဟန်ဩဝါဒစာဆောင်မှာရေးထားတယ်။နော်ကျွန်တော်တို့ကဖျားသခင်ရဲ့အလိုတော်နဲ့ညီ suit down ရင်တဲ့။နော်ကျွန်တော်တို့ down တဲ့ suit ကိုဖျားသခင်ကကြားတယ်တဲ့။နော်ကြားတယ်ဆိုရင်ငါတို့ down တဲ့ suit ကိုရမယ်ဆိုတာငါတို့သိတယ်တဲ့။ နော်ရရင်ရမယ်လို့မပြောဘူးရမယ်လို့ယုံကြည်မယ်လို့မပြောရမယ်ဆိုငါတို့တိတာလုံးဝ100%ရမယ်ဆိုတာကိုတေချာနေတာအာမင်ကျွန်တော်တို့ခရစ်ယာန်ယုံကြည်သူတွေကကျွန်တော်တို့ဆူတောင်းတဲ့အရာကိုရရင်လည်းရမှာပေါ့မရရင်လည်းမရဘူးပေါ့ No 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 ရမယ်ဆိုတာကိုလုံးဝတေချာနေတာဘယ်အချိန်မှလဲယုံမာတော်စိတ်နဲ့ကင်းပြီးတော့ဗာလဲတွေးတော်ချင်းမရှိတဲ့ခါမှာအာမင်နှုတ်ကပတ်တော်ကပြောတဲ့အတိုင်းဖြစ်မယ်ဆိုတာကိုလုံးဝယုံကြည်တာ သေးချတာ maybe မဟုတ်ဘူး100% sure နှုတ်ကပတ်တော်ပေါ်မှာเนาะအာဘရာမ်ကပါလေဖျားတကယ်တိတ်ကိုလူမျိုးကြီးအဖအဖြစ်စေမယ်ဆိုတဲ့စကားနှုတ်ကပတ်တော်ပေါ်မှာတွေးတောခြင်းမရှိဘူးအာမင်ယုံမသောစိတ်နဲ့ကင်းတယ်ဆိုအဲ့ဒါကပါလေဒီဟာအနဲ့ရောက်လုံးဝအနဲ့ရောက်နည်းနည်းပန်းရောက်တော့မတန်းဘူးတခြားကာလာတော့မတန်းမီးခိုးရောက်တော့မတန်းဘူးခဲရောက်တော့မတန်းအမဲရောက်ဆိုတော့လုံးဝ100%တေးချတယ်တေးချတယ်လို့ပဲနော်ကျွန်တော်ကအဖြူရောင်လို့ပြောရင်တောင်မှကျွန်တော်ကိုပါလေအယူလို့ ပြန်ငင်းနိုင်တယ်လို့ပဲဖျားတခေရဲ့ဂတိတော်ကပြောထားတဲ့အတိုင်းဖြစ်မယ်ဆိုတော့ကိုလုံးဝ100%တေချာနေတာအာမင်အဲ့ဒီလိုမျိုးယုံကြည်ခြင်းအဲ့ဒါကယုံမသောစိတ်နဲ့ကိဆိုတော့မိတ်ဆွေရဲ့အသက်တာထဲမှာဖျားတခင်ကိုဘာဆုတောင်းတာလဲကျမ်းမာခြင်းအတွက်ဖျားတခင်ကိုဆုတောင်းနေလား ်နော်ကျွန်တော်ဘုရားသခင်အတွက်ဘာဆုတောင်းလဲဘုရားသခင်ကိုဘာကိုယုံကြည်တာလဲမိတ်ဆွေရဲ့အသက်တာကန္တမှာအာဗြဟံကိုတော့ဘုရားသခင်တင့်ကိုလူမျိုးကြီးရဲ့အဖဖြစ်စေမယ်ဆိုတဲ့ဂတိတော်ရှိတယ်ကျွန်တော်တို့သက်တာထဲမှာကျမ်းစာထဲမှာဂတိတော်ပေါင်းမြောက်များစွာကျွန်တော်တို့ပြင်ဆင်ထားပေးတယ်ကျွန်တော်တို့တတ်တာထဲမှာလိုအပ်တဲ့အရာတွေအကုန်လုံးမကာဗာဖြစ်တဲ့ဂရိတော်ဆိုတာမရှိဘူး single ဆိုလဲ single တဲ့ဟိုအိမ်ထောင် ကြားဖို့အတွက်ဂျမ်ပိုက်တွေရှိတယ်နော်ငွေရေးကြီးနဲ့ဂျမ်ပိုက်ရှိတယ်ဂျမ်မချင်းနဲ့ဂျမ်ပိုက်ရှိတယ်နော်မိသားစုအတွက်ဂျမ်ပိုက်ရှိတယ်တာသမီအတွက်ဂျမ်ပိုက်ဂျမ်ပိုက်တွေအကုန်လုံးဖျားတဲ့ကိကတိတော်တွေအကုန်လုံးတံပိုးဖျက်မရတဲ့ကတိတော်တွေအကုန်လုံးပေးမယ်လို့ပြောထားတဲ့ကတိတော်တွေအကုန်လုံးနော်အာဗြဟံကိုပြောတဲ့စကားကဲသူကျွန်တော်တို့ကိုပြောထားတဲ့စကားတွေအများကြီးရှိတယ်ကျွန်တော်တို့ဖက်ကအဲ့ဒီစကားကိုယူပြီးတော့အာဗြဟံကဲတို့ယုံမှတော့စိတ်နဲ့ကင်းပြီးတော့ယုံကြည်တဲ့ခါကြရင် အာမင်တောင်းတဲ့ခါမှာရပြီဆိုတာကိုယုံကြည်ပြီးတော့ယုံမတော်စိတ်နဲ့တောင်းတဲ့ခါကျမှလည်းရကိုရမှာဖြစ်တယ်ဟာလေလုယာအာမင်ဒါပေမဲ့ကျွန်တော်ခရစ်ယာန်တော်တော်များများကပါလဲဆိုတော့အနာရောဂါအတွက်ဆုတောင်းတယ်နော်ကျွန်တော်နေမကောင်းဘူးဆုတောင်းတယ်ဘုရားသခင်ကျွန်တော်ကျမ်းမာခြင်းပေးပါပါငါဆုတောင်းတယ်ပြီးတော့ကျွန်တော်မေးလိုက်မယ်โอเคနေကျမ်းမာခြင်းအတွက်ဆုတောင်းတယ်ဟုတ်ပြီဘုရားသခင်ဆုတောင်းတာဟုတ်ပါပြီနေကိုဘုရားသခင်ကကျမ်းမာခြင်းလို့ပြောထားပြီဆိုတော့နေကျမ်းမာမယ် နင်ဆူတောင်းချက်ကိုဖះကပေးမယ်ဆိုရင်နင်ဘယ်လိုလုပ်တည်လဲလို့မေးရင်အာကျန်းစာထဲမှာတော့နော်အာကိုတော်ခိုင်ရတော့ဒန်ချက်တော့ဖြစ်ငါကျမ်းမာမယ်လို့အာရေးထားတာပဲအဘယ်နေရာမှာအဲ့ဒါနဲ့တော့ဘလို့မှအလုပ်မဖြစ်ဘူးအလုပ်မဖြစ်ဘူးနော်ပြားတဲ့ကငါချမ်းပါမယ်ငါချမ်းသာမယ်ငါချမ်းသာမယ်ယေရှုနာမနဲ့ငါချမ်းသာမယ်ဟုတ်တယ်ယုံကြည်တာကောင်းပါတယ်ဒါမဲ့နင့်ကိုချမ်းသာမယ်လို့ပြောတဲ့နှုတ်ကပတ်တော်ဂတိတော်ဘယ်မှာရှိလဲအာ အာတရားဟောဆရာကြီးတွေရဲ့တရားဟောချက်ခေါင်းစဉ်တွေတော့သိတယ်အဲ့ဒီကျမ်းပိုက်တွေကိုတော့မသိဘူးအထဲမှာ မျိုးစစ်ဖရာရဲ့စကားမျိုးစစ်အထဲမှာ မကြတဲ့၍ကျွန်တော်တို့ရဲ့ဆူတောင်းချက်ကခုနပြောတဲ့ယုံမသောစိတ်နဲ့ကင်းပြီးတော့တန်းတွေးတောချင်းမရှိတဲ့အသက်တာကျွန်တော်ရောက်လာမှာမဟုတ်ဘူးကျွန်တော်တို့တောင်းတဲ့ဆူလိုချင်တဲ့ဆူရဖို့အတွက်ဆိုဖရားစကားလိုအပ်တယ်အဲ့ဒီဖရားစကားမရှိဘူးဆိုရင်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကမခိုင်မဲဘူး သေးပေါ်မှာစောက်တဲ့လူကဲသူဖြစ်တယ်။ကြောက်ပေါ်မှာမရှိဘူး။အချိန်မရွေးရိုင်လဲသွားနိုင်တယ်။ဒါပေမဲ့ကြောက်ပေါ်မှာတီဆောက်တယ်ဆိုတော့ဖျားစကားပေါ်မှာယက်တီတယ်။နော်ကျွန်တော်ပြောပြမယ်။နော် တိပိနေနဆလေနော်မာသဲ80ခုနော်အိုက်ဇာယ53နေမှာယေရှုခရစ်တော်ခံရတော့တန်ချက်တွေငါကြမ်းမာပြီဆိုတော့စမ်းစာတွေအတိအကျပြောထားတယ်အဲ့ဒီအတိုင်းယေရှုနာမနဲ့ငါကြမ်းမာပြီဆိုတော့ငါယုံကြည်တယ်အာမင်အဲ့လိုယုံကြည်တယ်နှုတ်ကပတ်တော်ဘက်မှာပါလဲဆိုတာသိရမယ်အဲ့ဒီနှုတ်ကပတ်တော်ဘက်မှာယက်တည်ရမယ်အတိအကျစမ်းစာထဲမှာပါတယ်ဆိုတာကိုလုံးဝ100%ကိုယ့်ဘက်ကသေချာရမယ်အာမင်နှုတ်ကပတ်တော်ဘာကြောင့်အဲ့လိုသေချာဆိုတော့ဒါဖျားစကားဆိုတော့ကိုအတိအကျနော်အွန်လိုင်းမှာကြုံရနေတဲ့ဆရာတရားရောက်ရတရားဟောချက်မဟုတ်ဘူး သေးချတဲ့စံစာထဲမှာဘုရားငါကိုပြောထားတဲ့ဆိုတဲ့အရာကိုကျွန်တော်အသက်တာထဲမှာရှိရမယ်။အာမင်။အဲ့ဒါကိုဆူတောင်းတဲ့ခါကျမှဖြစ်လေ။ကိုယ့်ရဲ့အခြေအနေကကျမ်းမာသည်ဖြစ်စေမကျမ်းမာသည်ဖြစ်စေအပေါ်ယံတက်တာထဲမှာပြောင်းလဲသည်ဖြစ်စေမပြောင်းလဲသည်ဖြစ်စေနော်ကျွန်တော်တို့ကယုံကြည်ရမှာဖြစ်တယ်။အာဗြဟံကသူစပြီးယုံကြည်တဲ့ချိန်မှာသူ့ရဲ့အသက်တာကအသက်60နော်အသက်60နော် စပီးယုံကြည်တဲ့ခါမှာ85နှစ်ကနေစပီးဖရာတခင်ကိုသူ့ကိုစခေါ်တာ85နှစ်လို့ပြောတယ်အဲ့ဒီကလေးကနေစပီးယုံကြည်တာဖြစ်တယ်သူယုံကြည်တဲ့သူ့ကိုလူမျိုးကြီးဖာဖြစ်မယ်ဆိုတော့သူယုံကြည်တယ်ယုံကြည်တယ်เนาะဒါပေမဲ့သူ့ရဲ့အခြေအနေကပြောင်းလဲမှုရှိလားမရှိဘူးဒါပေမဲ့ဘာလဲသူစပီးယုံကြည်တယ်ကျွန်တော်ပြောချင်တာကကိုယ့်ရဲ့အခြေအနေကိုစပီးယုံကြည်လိုက်လို့ ကိုယ့်ရဲ့အခြေအနေကပြောင်းလဲမှုမရှိဘူးဆိုရင်ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုကိုအနိုင်ကျင့်တဲ့ကိုကိုဟိုဒီနေကတော့ကွာရွာရိုးလေပေါ်တိုက်အိမ်ဆောက်တာနေကရွာရိုးကိုပေါ့ရှောက်ပြောနေတဲ့သူပါကိုကိုအမျိုးမျိုးပြောချလိုက်ဒါပေမဲ့ကိုကဖျားစကားပေါ်ယက်တီထားတယ်ဆိုရင်တော့ကိုက ငါမရမချင်းယုံကြည်မယ်ဖះငါကိုဂတိပေးထားတဲ့ယုံမသောစိတ်နဲ့ကဲတဲ့ဒီအမဲရောင်ကတေချာတလို့ပဲယုံမတော့ဖះတဲ့ဂတိတော်ကဖြစ်ကိုဖြစ်မယ်ဆိုတော့ကိုငါယုံကြည်တယ်နော်ငါရဲ့ခြေနေပြောင်းလဲမှုမရှိလဲငါယုံကြည်တယ်လုံးဝအဲ့ဒီအပေါ်မှာယက်တည်တာဖြစ်တယ်အာမင်အာဗြဟံကအဲ့လိုယက်တည်တာဖြစ်တယ်အဲ့ဒီယက်တည်အဲ့လိုယက်တည်တာအဲ့လိုယက်တည်တာအဲ့ဒါကိုယုံကြည်ခြင်းအာမင် တင့်အတ္တတာထက်မှာလိုအပ်တဲ့အရာတွေငွေရေးချင်းနဲ့ပတ်သက်တဲ့အရာတွေနော်ကျမ်းမာချင်းမိသားစုအကောလုံးကျမ်းစာထဲမှာပါတယ်အဲ့ဒီကျမ်းစာထဲမှာပါတဲ့ဂတိတော်ကိုဆွဲထုတ်အဲ့ဒါကိုယုံကြည်ယုံမသောစိတ်နဲ့ကင်းအောင်တန်တရာကင်းအောင်အဲ့ဒီရပ်ပေါ်မှာယက်တီအာမင်ပြီးဆူတောင်းအဲ့ဒီအပေါ်မှာရတဲ့ဟာအဲ့ဒါကိုနော်လုံးဝယက်တီဆူတောင်းချက်ကရကိုရမှာဖြစ်တယ်အာမင်ကျွန်တော်ပြောလူပဲချက်တစ်ခုပြောပြမယ်အာဗြဟံကတော့ရှင်းရှင်းပြော85နှစ်မှာဖျားတိခင်ခေါ်တယ် เนาะသူအသက်ကလေးရတာကအသက်တရာမှာရတယ်เนาะဆိုပါတော့เนาะယောမခုနကျန်းစာထဲမှာတက်တရာလောက်ဆိုတော့တရာထားလိုက်ပါတော့เนาะကျန်းစာထဲမှာကပ္ပဦးကျန်းအခန်းဘယ်အချိန်မှကျွန်တော်တို့ကအာဗြဟံလိုမျိုး25နှစ်ဆောင်းဆရာမလိုဘူးเนาะဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောပြမယ်ကပ္ပဦးကျန်းအခန်းကြီးဆက်ခွတ်မှာเนาะဘာလို့ဆိုအာဗြဟံဒီအသက်60နှစ်ရှိတဲ့ခါမှာတဲ့ကျန်းစာထဲမှာအဲ့လိုရေးထားတယ်69နှစ်ရှိတဲ့ခါမှာဖះကဘာလို့လဲဆိုတော့ အာဗရာမ်ကနေအာဗျန်ကနေအာဗရာဟမ်ဆိုပြီးပြောင်းပေးလိုက်တယ်။ဆာရာကိုဆာရဲကိုဆာရာဖြစ်ပြောင်းလိုက်တယ်။အာဗရာမ်ဆိုအာဗရာမ်ဆိုတဲ့အဓိပ္ပာယ်ကပါဆိုတော့အဖေကြီးအဖေကြီးနော် high father နော်အာဗရာဟမ်ဆိုတာက father of multitude လူမျိုးအများကြီးအဖသူ့ရဲ့နှုတ်အတုံးနှုံးကိုဘုရားက ပြောင်းလဲခိုင်းလိုက်တယ်။ဆာရာဆိုတာက princess နော်အော် my lady ဆိုတာကသူကဗာလဲဘိုးကြတဲ့လူ နော်ဒါဒါမဲ့စာရာဆိုတာပြောင်းလိုက်တဲ့ခါမှာစာရဲကနေစာရာကိုပြောင်းလိုက်တဲ့ခါမှာလူမျိုးအများကြီးအမိနော်သူတို့ကိုဖျားတကယ်သူတို့ပြောတဲ့စကားလုံးကိုပြောင်းပေးလိုက်တယ်တယောက်ကိုအာဗရာဟမ်လို့ခေါ်ခိုင်းတယ်တယောက်ကိုစာရာလို့ခေါ်ခိုင်းတယ်တတိပြောရဘာသာပြန်လိုက်လူမျိုးများရဲ့အဖေလူမျိုးများရဲ့အမိလို့တယောက်နဲ့တယောက်ဖျားတခင်ကသူတို့နှစ်ယောက်ကိုနာမည်ပြောင်းပြီးခေါ်ခိုင်းလိုက်တယ်ပြီးတဲ့ခါမှာပရိငင်ဖွဲ့တယ်ဖျားကအေးပြားလေးချစ်ပရိငင်ဖွဲ့တယ်ဆိုတော့ကျွန်တော်တို့က ဲ့ဒီလိုပြင်ရင်ဖွဲ့ပြီးတော့အဲ့ဒီနာမည်ပြောင်းပြီးတဲ့တစ်နှစ်အတွင်းမှာတစ်နှစ်အတွင်းမှာအဲ့ဒါကနော်69နှစ်ကျွန်တော်ကလေးကအနည်းဆုံး6လဟိုလွယ်10လဖွားဆိုတော့ဆိုပါတော့အသက်69နှစ်မှာအဲ့လိုဖြစ်တဲ့ခါမှာအဲ့လိုနာမည်ပြောင်းလိုက်တဲ့ခါတက်တရာမှာကလေးရသွားတယ်ဆိုတော့တနည်းပြောရရင်တတိတေတာနဲ့ဘာနဲ့ဆိုဖျားသခင်ရဲ့ဂတိတော်ကချက်ချင်းအလုံးလုံးတလို့ဖြစ်နေတယ် ကျွန်တော်ပြောချင်တဲ့ point ကကျွန်တော်တို့စပြီးယုံကြည်ပြီးယုံမသောစိတ်နဲ့ဖျားသည့်ဂတိတော်ပေါ်မှာယက်တည်ပြီးတော့ပါလဲနှုတ်ကနေမွတ်ဆုံးမယ်ပြီးရင်ကိုကိုကိုငါကဖျားသားဖြစ်တယ်ယေရှုပရိငင်နော်ခုနအာဗြဟံကပရိငင်ဖွဲ့တာငါကဖျားသားဖြစ်တယ်ယေရှုခရစ်တော်အဖြစ်ငါကရည်ပြားလေးချင်းခံရတော်သူဖြစ်တယ်နော်ယေရှုခရစ်တော်အဖြစ်ငါကဖျားတခင်ပရိငင်ဖျားသားဖြစ်တယ်ဆိုတာကိုသိမယ်ပြီးရင်နှုတ်ကနေကိုယုံကြည်တဲ့ဟာကိုနေ့တိုင်းမွတ်ဆုံးမယ် နော်အာဗြဟံကတော့လူမျိုးရဲ့အပအဖြစ်ဖို့ဆိုတဲ့ဂတိတော်ဖြစ်တဲ့သူ့ကိုအာဗြဟံဆိုတဲ့အာဗြဟံအာဗြဟံဆိုတဲ့အရာကိုနေ့တိုင်းကြွေးကြော်တယ်လို့ပဲတင့်ရဲ့တတ်တာထဲမှာယေရှုခရစ်တော်ပဲငါကကျမ်းမာပြီနော်ကိုရောကိုရောကျွန်တော်ကိုကျမ်းမာပြီလို့ပြောတဲ့အတိုင်းကျွန်တော်ကျမ်းမာပြီကျွန်တော်ချမ်းသာပြီလို့ပြောတဲ့ကျွန်တော်ချမ်းသာပြီကျွန်တော်အကျွေးချေပြီလို့ပြောတဲ့ကျွန်တော်ကအကျွေးချေပြီအဲ့ဒီဟာတွေကိုနှုတ်ကနေနေ့တိုင်းဝန်ခံပြီးကိုကဖျားသားဖြစ်တယ်ဆိုတော့ကိုလုံးဝရက်တည်ပြီးယုံမသောစိတ်နဲ့ကင်းရာလကလင်းမြန်စွာမြင်တွေ့ရမှာဖြစ်တယ် အာမင်လင်းမြန်စွာမြင်တွေ့ရမှာဖြစ်တယ်အာဗြဟံကအဲ့ဒီလိုမျိုးအနာမေပြောင်းပြီးတော့ပရိညင်ဖွဲ့ပြီးတော့တနှစ်အတွင်းမှာကလေးရလာတယ်လို့ပဲနော်ချက်ချင်းရတယ်လို့တော့ပြောလို့ရတယ်ဘာကြောင့်လဲဆိုကလေးကကိုးလာလွယ်ရတာကိုချက်ချင်းအဖြေရတယ်လို့ပြောလို့ရတယ်ကျွန်တော်ပြောပြမယ်ကျွန်တော်တို့ရဲ့အတ္တတာထဲမှာကျွန်တော်တို့ရဲ့ suit down ချက်တွေကျွန်တော်တို့ရဲ့အတ္တတာထဲမှာလိုအပ်တဲ့ အရာတွေအားလုံးပါလဲနှုတ်ကပတ်တော်ကိုရှာနှုတ်ကပတ်တော်ပေါ်မှာယက်တီဆူတောင်းပြီးတော့ရပြီဆိုတာကိုယုံကြည်အာမင်အဲ့ဒါကိုယုံမသောစိတ်နဲ့ကင်းပြီးတန်တရားကင်းကင်းနဲ့နေအဲယုံမသောစိတ်နဲ့ကင်းပြီးတော့ပါလဲယုံမသောစိတ်နဲ့ကင်းကျွန်တော်တို့ရှုပ်ကုန်ပြီးယုံမသောစိတ်နဲ့ပြီးခကတိတော်ကိုတွေးတော်ချင်းမရှိဘဲနဲ့ယုံကြည်အဲ့ဒီပုံမှာယက်တီအခြေအနေကိုမကြည့်နဲ့เนาะအခြေအနေကတော့ပြောင်းလဲနိုင်တယ် အခုကျွန်တော်ကအမေရိကမှာနေတယ်နော်ကျွန်တော်မြန်မာပြည်မှာထွက်သွားရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကျွန်တော်ရဲ့ပုံစံကပြောင်းလဲသွားတယ်ကျွန်တော်အခြေအနေပြောင်းလဲသွားမှာနော်မြန်မာပြည်ကလူကဒီအမေရိကကိုရောက်ရင်သူ့ရဲ့အခြေအနေပြောင်းလဲသွားမယ်ဒါမဲ့ကျွန်တော်ပြောပြနှုတ်ကပတ်တော်ကမြန်မာပြည်သွားလဲဒီနှုတ်ကပတ်တော်ပဲမြန်မာဒီနိုင်ငံရောက်လဲဒီနှုတ်ကပတ်တော်ပဲနှုတ်ကပတ်တော်ကတော့မပြောင်းလဲဘူးနော်အခြေအနေကပြောင်းလဲနိုင်တယ်နှုတ်ကပတ်တော်ကမှပြောင်းလဲဘူးအဲ့ဒါကြောင့်နှုတ်ကပတ်တော်ပေါ်မှာယက်တည်ရင်အဲ့ဒီနှုတ်ကပတ်တော်ကကျွန်တော်ရဲ့အခြေအနေကိုပြောင်းလဲပေးသွားမှာဖြစ်တယ် ကျွန်တော်တို့ပြောင်းလဲလို့နှုတ်ကပတ်တော်ကပြောင်းလဲသွားတာမဟုတ်နှုတ်ကပတ်တော်ပေါ်မှာယက်တီလို့ရှိရင်တော့ကျွန်တော်တို့ကနှုတ်ကပတ်တော်ထဲအတိုင်းရလာရလာမှာဖြစ်တယ်။ယုံကြည်သူခရစ်ယာန်ဆိုတာကကျွန်တော်တို့ကတက်တည်ရှိဖို့လိုအပ်တာဖြစ်တယ်။အာမင်။ဒါကြောင့်ကျွန်တော်တို့ယုံခရစ်ယာန်တွေကဗာလဲဟိုတည်တဲ့လူကိုထားမြောက်ဖို့နော်လူသားကိုလူနာတွေကိုဗာလက်တည်ပြီးကျမ်းမာပြီးရှစ်ခဲတာကျမ်းမာသွားစေဖို့ကျွန်တော်တို့ကအဲ့ဒါတွေလုပ်ချင်တယ်။ဒါမဲ့ကျွန်တော်တို့ကခုနကျွန်တော်တို့ယုံကြည်တဲ့အရာတွေကိုကျွန်တော်တို့လက်တွေ့ practice မလုပ်ကြဘူး။ ်နော်ကိုအနာစီချောင်းစုဖြစ်တဲ့ခါကျရင်လည်းပါလေတခါတည်းဆေးတစ်ချက်ချင်းချက်ချင်းမတောက်ပါနဲ့ဂျေစုပြီးပြီးတော့စပြီးတော့ယေရှုနာမနဲ့ငါကျမ်းမာပြီဆိုတော့စပြီးယုံကြည်ကြည်ပါအာမင်စမ်းကြည်ပါနေ့ရက်၃ရက်ပါလေဆေးချက်ချင်းတောက်တာထက်ဆန်နည်းနည်းပပတောက်ခံကြည်ပါတောက်ခံကြည်ဆေးတောက်တာမားတယ်လို့မဆိုလို့ဆေးတောက်တာကောင်းပါတယ်နော်ဒါပေမဲ့ယုံကြည်ခြင်းကိုစပြီးအသုံးပြုကြည်ပါနော်တိတ်ငယ်တဲ့အမှုမှာစပြီးတော့လှုပ်ဆောင်ကြည်ပါနော်တင်းဆေးပြားမှာဗာလေ အခွက်၁၀ခွက်မှတင်တစ္ဆာရှိဖျားတကအခွက်၂၀ပေးမှဖြစ်တယ်။တင်အခွက်၂၀မှတတ်တည်ရှိလာပြီးအခွက်40ပေးမှဖြစ်တယ်။နော်အသက်ခွက်50မှတင်တစ္ဆာရှိအခွက်၁00ဖျားကချပေးမှဖြစ်တယ်။တင်သေးငယ်နဲ့ခေါင်းကိုက်ချင်းနှာစီချောင်းဆုံးမှဖျားတကင်ကိုစပြီးယုံကြည်ကြည်ပါ။အာမင်။ယုံကြည်တဲ့ခါမှာဘာဖြစ်လာမလဲ။ဖျားတကင်ကစမ်းမာချင်းရမယ်။တခါလေကျဆဆချင်းမှတော့စမ်းမာချင်းနဲ့ရချင်းမှရမယ်။နော်တခါလေကျနေရ၃ရက်မကြမ်းမှာဘူးဈေးတောက်လိုက်ရတယ်ကိစ္စမရှိဘူးစန်းစာတက်မှဘယ်လိုရထားတော့ ယုံကြည်ခြင်းမရှိလေဖျားတခင်ရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးတဲ့ဆိုတော့တင်ကယုံကြည်ခြင်းနဲ့လုံနေတာဖြစ်တော့ဖျားတခင်ကရောင်းဝမ်းတာနေပြီဖြစ်တယ်တင်တတ်တတ်ထဲမှာစမ်းမချင်းရလတ်မရရတောင်မှတင်တိဖူးကတင်ယုံကြည်ခြင်းနဲ့ခြေလမ်းဆလှမ်းနေတယ်ဆိုဖျားကတင်ကိုအယံကိုနှစ်သက်နေပြီဖြစ်တယ်ရောင်းဝမ်းတာနေပြီဖြစ်တယ်အမေကျွန်တော်တို့ကလေးတွေ not ကလေးတွေလမ်းလျှောက်တက်ခါစားကလေးလေးတွေနော်ခြေလမ်းတွေနည်းနည်းတုံ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 နဲ့လမ်းတွေတလှမ်းလောက်လမ်းပြီးလဲကျသွားတဲ့အခါကျွန်တော်တို့ကလေးတွေကိုဆူလာ ဟေးဟေးနင်ဒါလေးတော့မရှောက်နိုင်ဘူးလားဘာငင်းနဲ့ကျွန်တော်တော့ပြီးတော့ဗာလဲဟိုဟာကလေးကိုဆူလာမဆူပါဘူးကျွန်တော်ကဘာလို့လဲဟေးလာရှောက်နိုင်ပြီဟေးဟာကျွန်တော်တို့ကဘာလဲကလေးကိုအရက်လက်ခုတ်တီးပြီးချီးမြောက်တယ်လို့ပဲကျွန်တော်တို့ယုံကြည်ခြင်းနဲ့စပီးလမ်းနဲ့လဲသွားတဲ့ခါကျရင်ကျွန်တော်ဖျားတခင်ကကျွန်တော်ကအယံသဘောကြတာဖြစ်တယ်။ငါသားကဒီမှာချီဆန်းစပီးယုံကြည်လာတယ်။ဖျားတခင်အယံနှစ်သက်နေတာဖြစ်တယ်။ကောင်းကင်ဘုံမှာတရဖူရှိတယ်အဲ့ဒီအတွက်။ကျွန်တော်ယုံကြည်ခြင်းနဲ့ခြေလှမ်းလှမ်းတယ်ဆိုရင်အာမင်။ အဲ့လိုမျိုးစပြအသေးငယ်တဲ့အမှုလေးမှာနော်ပတ်စံဘုရားသခင်ကျွန်တော်မီလီယံနာဖြစ်မယ်ငါ့ကိုဘီလီယံနာဖြစ်မယ်အခုရှိတဲ့ပတ်စံတရားလေးကိုဘုရားသခင်ကိုစပြီးယုံကြည်ကြည်ပါအာမင်အခွတ်30မှာတစ္ဆာရှင်20ပေးမယ်90မှာတစ္ဆာရှင်အခွတ်100ပေးမယ်နော်တင်းသေးငယ်တဲ့တရားတားလေးမှာစပြီးယုံကြည်မကြခင်မှာတသိန်းယုံဖို့ကိုမခဲရင်တော့ဘူးအာမင်စပြီး practice ကိုယုံကြည်တဲ့အရာကိုစပြီး practice လုပ်ပါအာမင် အာမင်ဆိုတော့ဒီကနေ့ကျွန်တော် faith master class နံပါတ်5ကတော့ဒီဟာပဲเนาะသူစကားဖျားတကင်ဆူတောင်းတဲ့ခါကျရင်ရပြီဆိုတာကိုယုံကြည်ပြီးရင်နှုတ်ကပတ်တော်ပေါ်မှာယက်တီယုံမတော်စိတ်နဲ့ကင်းပြီးတော့တွေးတော်ချင်းမရှိဘဲနဲ့ယုံအာမင်ပြီးနှုတ်ကပတ်တော်ကိုဆက်ပြီးတော့ practice လုပ် practice လုပ်အာမင် ဆိုကျွန်တော်နဲ့တူချင်ယူပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်တဲ့ဒီ Fake Master Class နံပါတ်5မှာကျွန်တော်နဲ့တူချင်ယူပေးတဲ့ဖျားသခင်ကောင်းကြီးပေးရလို့ကျွန်တော်လုံးဝယုံကြည်တယ်ဒီကနေ့တင်သွားတဲ့အရာတွေကိုတက်တာထဲမှာလက်တွေ့ဖြစ်ဖို့လက်တွေ့လှုပ်ဆောင်ဖို့အတွက်ကျွန်တော်အားပေးချင်ပါတယ်ဖျားသခင်ကောင်းကြီးပေးပါစေနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်